အားလုံးပဲမင်္ဂလာပါ VOC သတင်းဌာနနဲ့ကြိုဆိုပါရစေ။ကျွန်မကတော့ Snow ပါ။ဒီကနေ့ April 23ရက်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးသွားမှာပါ။ယနေ့ညနာဆင်ရမယ့်သတင်းတွေကတော့ချင်းပြေတောင်ပိုင်းပလောဝမြို့နယ်ရှင်လက်ချောင်းဒေသမှာအရခတ်တက်တော်အေအေက အတင်းအတမတတသစ်ဆူဆောင်ကစစ်တနန်းတွေတက်ခိုင်းနေတယ်လို့ဒေသခံတွေကပြောပါရစေ။ ချင်းမြူသားတမတော်စီရင်နေဗဟုလေးချင်းရေးတင်နန်းကြောင့်မှာဒလကျော်ချာတင် जा ပို့ချခဲ့တဲ့စစ်ပညာလေးချင်းရေးဆရာဖြစ်တင်နန်းကို အောင်မြင်စွာပြီးစီနိုင်ခဲ့ကြပြီလို့သိရပါတယ်။စကိုင်းတိုင်းတမှုမြို့မှာမြို့သိမ်းတိုက်ပွဲဆင်နွယ်ဖို့ပြင်ဆင်နေတဲ့အတွက်တမှုမြို့ကိုတည်ယူဖို့ဆောင်နေတဲ့ကုန်စီတွေအားလုံးဧပြီလ20ရက်နေ့ကပိတ်ပင်လိုက်တယ်လို့တော်လှန်ရေးတပ်ဖွဲ့တွေက ပြောဆိုလိုက်တဲ့သတင်းနဲ့အတူအခြားစိတ်ဝင်စားစရာနောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးဖို့ရှိပါတယ်။ ချင်းပြည်တောင်ပိုင်းပလောဝမြို့နယ်ရှင်းလက်ချောင်းဒေသရကန်ကျေးရွာကဒေသခံပြည်သူတချို့ကိုအရခတ်တက်တော်အေကအတင်းအတမတက်တာတဲဆူဆောင်ကစစ်တနန်းတွေတခိုင်းနေတယ်လို့ဒေသခံတွေက ပြောပါရယ်ရကန်ကျေးရွာကအမျိုးသားလေးဦးကိုအေအေတပ်ဖွဲ့ထံမှစစ်တနန်းတရအတွက်အေအေကခန့်အပ်ထားတဲ့အထုပ်ရည်မှုကအတင်းအတမခေါ်ယူဆူဆောင်ခဲ့တာဖြစ်ပြီးရွှေလိုက်ဝကျေးရွာမှာရှိတဲ့အေအေတပ်စခန်းမှာစစ်တနန်းတရပို့ဆောင်ခံခဲ့ရတယ်လို့သိရပါရယ် စစ်တင်နှန်းတရန်ဆူဆောင်းချင်းခံရသူတွေကတော့ရကန်ကြီးရွက်ကအသက်38နှစ်အရွယ်ဦးကံဝေအသက်22နှစ်အရွယ်ဦးလပြတ်တီကအသက်36နှစ်အရွယ်ဦးကျော်စံနဲ့မျိုးလူမျိုးတူတို့ဖြစ်ပြီးရွှေလိုက်ဝကြီးရွာမှာရှိတဲ့အေအေရဲ့စစ်တင်နှန်းကြောင်းမှာရောက်ရှိနေပြီးစစ်တင်နှန်းကို55ရက်တက်ရောက်ရမှာဖြစ်တယ်လို့ဒေသခံတူကပြောပါရယ်သူတို့လေးဦးအပြင်ရှင်းလက်ချောင်းနဲ့ရုံလက်ချောင်းဒေသမှာရှိတဲ့ဒေသခံတွေကိုလည်းစစ်တင်နှန်းတက်ရောက်ဖို့ဆူဆောင်းခံခဲ့ရတယ်လို့သိရပါရယ် အရခတ်တတော်အေးဟာချင်းပြည်ပလောဝမြို့နယ်ကို2024ခုနှစ်ဇန်နဝါရီလကတင်ပိုက်ခဲ့ပြီးနောက်အုပ်ချုပ်ရေးလုပ်ငန်းတွေဖော်ဆောင်နေတာဖြစ်ပါတယ်။အေအေတပ်ဖွဲ့အနေနဲ့တပ်သားတစ်ဆူဆောင်ရမှာအမျိုးသားဆိုရင်အသက်18ကနေ45နှစ်အမျိုးသမီးဆိုရင်အသက်18ကနေ35နှစ်အကြားသတ်မှတ်ထားပေမဲ့အသက်မပြည့်သူတွေလည်းပါဝင်နေတယ်လို့သိရပါတယ်။ ပြီးခဲ့တဲ့ဖေဖော်ဝါရီလတုန်းကလည်းရှင်လဝချေရွာကဒေသခံ52ဦးကိုအေအေကအတင်းအဓမ္မဆုမှုထံပို့ဆူဆောင်းခဲ့တယ်လို့သိရပါဗျ။ချင်းမြို့သားတမတော် CNE ဗဟုလေ့ကျင့်ရေးသင်တန်းကျောင်းမှာတလကြောကြာတင်ကြားပို့ချခဲ့တဲ့စစ်ပညာလေ့ကျင့်ရေးဆရာဖြစ်သင်တန်းကိုဧပြီလ19ရက်နေ့ကအောင်မြင်စွာပြီးစီနိုင်ခဲ့ကြတယ်လို့သိရပါဗျ။အဆိုပါဆရာဖြစ်သင်တန်းကိုမတ်လ6ရက်နေ့ကစတင်ကရန်ပေါ်12ဦးနဲ့ ရဲမေ9ဦးစုစုပေါင်း18ဦးတက်ရောက်ခဲ့ကြပြီးဧပြီလ19ရက်နေ့မှာတင်တန်းစင်ပွဲခန္ဓာကိုအောင်မြင်စွာပြုလုပ်ပြီးစီးခဲ့ကြတယ်လို့ Chinland Information Center ကထုတ်ပြန်ပါတယ်။တင်တန်းစင်ပွဲခန္ဓာမှာဒုတိယပုံမှုကြီးစနေအောင်တင်တန်းကြောင့်အုပ်ဒုတိယပုံမှုကြီးစံတော် UCCF Assistant Pastor David Holman နဲ့ချဲမြူသားတမတော်ကအရာရှိတွေတက်ရောက်ခဲ့ကြပြီးဒုတိယပုံမှုကြီးစနေအောင်မှမိန့်ခွန်းပြောကြားခဲ့ပါတယ်။ သင်တန်းမှာရဲဘော်ဘီဘက်ကစံပြစုနဲ့လက်နက်ငယ်ကျွမ်းကျင် ပထမစုကိုရရှိခဲ့ပြီးရဲဘော်အာဖရိကလက်နက်ငယ်ကျွမ်းကျင်ဒုတိယစုကိုစုခုရရှိခဲ့ပါတယ်။အခြားစုတွေဖြစ်တဲ့အခက်အခဲကြောင့်ဆွမ်းဆောင်နိုင်ဆုံးစုကိုရဲဘော်ပန်ဂျိုနဲ့ရဲဘော်ဂျုံမုံထောင်းတို့နှစ်ဦးကအတိအသင့်စုခုရရှိခဲ့တယ်လို့သိရပါတယ်။ စကိုင်းတိုင်းတမှုမြို့မှာမြို့သိမ်းတိုက်ပွဲဆင်နွှဲဖို့ပြင်ဆင်နေတဲ့အတွက်တမှုမြို့ကိုတည်ယူပို့ဆောင်နေတဲ့ကုန်စည်တွေအားလုံးဧပြီလ20ရက်နေ့ကပိတ်ပင်လိုက်တယ်လို့ဒေါ်လာရေးတပ်ဖွဲ့တွေကပြောပါတယ်။အိန္ဒိယမြန်မာနယ်ဆက်ကုန်သွယ်ရေးမြို့ဖြစ်တဲ့တမှုမြို့ဟာစစ်ကောင်စီကထိန်းချုပ်ထားဆဲဖြစ်ပြီးမြို့သိမ်းစစ်ဆင်ရေးဆင်နွှဲဖို့နဲ့စစ်ကောင်စီကိုရိတ်ခါများဖျက်တောက်ရန်ခုလိုပိတ်ပင်တာဖြစ်တယ်လို့တမှုရခိုင်အမှတ်1တရင်ကတာဝန်ရှိသူတအူးကပြောပါတယ်။ ယခုထုတ်ပြန်တဲ့အမိန့်ကိုလိုက်နာခြင်းမရှိဘဲကုန်စည်ကုသံပို့ဆောင်တာတွေရှိရင်ထိရောက်စွာရေးယူသွားမယ်လို့လည်းဆိုပါတယ်။ခုလိုတော်လိုင်းရေးတပ်ဖွဲ့ကတည်င်းထုတ်ပြန်မှုရှိလာတာကြောင့်တမှုမျိုးပေါ်မှာကုန်စည်နှုံမြင့်တက်လာပြီးကုန်ပစ္စည်းလည်းပြက်လက်မှုရှိလာတယ်လို့သိရပါတယ်။တမှုမျိုးပေါ်မှာနှစ်ဖက်တိုက်ပွဲဖြစ်ပွားတာမရှိသေးပေမဲ့ပြည်သူတို့ချို့မှကျူတင်ပြီးစစ်ပေးရှောင်နေကြသလိုတချို့မှလည်းအခြေအနေကိုစောင့်ကြည့်ကစစ်ပေးရှောင်ဖို့ပြင်ဆင်နေကြတယ်လို့သိရပါတယ်။ မနီပူကီနဲ့အင်ဖာချင်းထောင်ကနဲ့စစ်ကောင်စီထံလွှဲပြောင်းပို့ခံရတဲ့မြန်မာနိုင်ငံသားမျိုးသမီးနဲ့ကလေး28ဦးတို့ကိုစစ်ကောင်စီကနေရက်မပြောင်းခိုင်းသေးပဲဆက်လက်ဖမ်းဆီးထားတယ်လို့သိရပါဗျ။နိုင်ငံရေးမှာပတ်ဝန်းပတ်သက်တဲ့ဆိုတဲ့တိုင်ကြားချက်ကြောင့်စစ်ကောင်စီကမိသားစုထံအင်ပြန်ခွင့်မပေးဘဲတမူးအချုပ်ထံမှာဆက်လက်ခြုံနှောင်ထိန်းသိမ်းထားတယ်လို့သိရပါဗျ။ အမျိုးသမီးနဲ့ကလေးငယ်28ဦးတို့ဟာမနီပရိုဖီနဲ့အင်ဖာမျိုးစာချီဝအချင်းထောင်မနိုင်ငံခြားသားအဥပဒေနဲ့၃နှစ်ကျော်ကြာထောင်ဒဏ်ကြာခံပြီးနောက်မတ်လ22ရက်နေ့ကအိန္ဒိယမြန်မာနယ်စပ်ကတဆင်တမူးမျိုးကစစ်ကောင်စီထံလွှဲပြောင်းပို့ဆောင်ခံရသေးတွေဖြစ်ပါတယ်သူတို့ဂုံမီသားစုဝင်တွေနဲ့တွစ်ဆုံစကားပြောခွင့်ပြုထားပေမဲ့အချုပ်ထဲမှာကိုစီရိတ်ကိုစားနဲ့နေထိုင်နေကြရတယ်လို့သိရပါဗျ။ အိန္ဒိယဆိုရအနေနဲ့မနီပူရပြည်နယ်အကျဉ်းထောင်မှာဖမ်းဆီးထိန်သိမ်းထားတဲ့မြန်မာနိုင်ငံသားတွေကိုစစ်ကောင်စီထံ၃ချိန်လွှဲပြောင်းပေးခဲ့ပြီးဖြစ်ပါတယ်။လက်ရှိမှာတော့မနီပူရအကျဉ်းထောင်ထဲမြန်မာအကျဉ်းသား၁၀၀ကျော်ရှိနေသေးတယ်လို့သိရပါတယ်။အိန္ဒိယမြန်မာနိုင်ငံနယ်စပ်အကြလူလက်ဆာသွားလာခွန် FMR စနစ်ကိုဖျက်သိမ်းပြီးနယ်စပ်ချန်စီယိုခမဲ့အိန္ဒိယဘဟုဆိုရရဲ့အစီအစဉ်ကိုအဆုံးတိုင်ဆက်လက်ကန့်ကွက်သွားမယ်လို့ Zoro Unification Organization Zoro ကပြောဆိုလိုက်ပါတယ်။ ဇော်ရိုဘိုဌာနချုပ်အိုက်စောမျိုးယုံခံမှာမနေ့ကပြုလုပ်တဲ့အစီအွေမှာနေဆက်အရေးနဲ့ပတ်သက်ပြီးဆွေးနွေးကြရမှာခုလိုထမှန်ပြောဆိုလာတာဖြစ်ပါတယ်မြန်မာပတ်ချမ်းမှာရှိတဲ့သွေးချင်းမျိုးကိုရင်းနဲ့လွတ်လပ်စွာဝင်ထွက်သွားလာဆက်ဆံနိုင်တဲ့ဥပဒေ FMR ကိုဖျက်သိမ်းပြီး net set chance ကိုခပိုစီစဉ်ဆောင်ရွက်တာဟာမိမိတို့ရဲ့တင်ရထိုက်သောအခွင့်အရေးတွေကိုဖိနှိပ်ချိုးဖောက်ခံရတာဖြစ်လို့အဆုံးတိုင်ဆက်လက်ဆန့်ကျင်ကန့်ကွက်သွားမယ်လို့ Zoro ရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ ပြည်သူတွေအနေနဲ့လည်းမိမိတို့လူမျိုးတွေရဲ့ရှေ့အနာဂတ်ကိုရှေ့ရှုပြီးတိုင်းပြည်နဲ့လူမျိုးအတွက်အကောင်းဆုံးအရာကိုပြန်လည်စဉ်းစားသုံးသပ်ပြီးဇော်ရိုရဲ့ဆောင်ရွက်ချက်တွေကိုအပိထောက်ခံချဖို့ကိုလည်းတောင်းဆိုထားပါတယ်။အင်ဂျီဘိုဆိုရဟာပြီးခဲ့တဲ့ဧပြီလ15ရက်နေ့ကမစ်ဆိုရမ်ပြည်နယ်ကရပ်ဖတ်ဖွဲ့စည်းတွေဖြစ်ကြတဲ့ဘိုဟိုမစ်ဆိုလူငယ်ဖွဲ့စည်း CYMA မစ်ဆိုចောင်းသားများအသင်း MCP Zoro Unification Organization Zoro မစ်ဆိုအမျိုးသမီးရဲ့ဖွဲ့ MHIP နဲ့မဆိုးချောင်းသားများသမဂ MSU ကတာဝန်ရှိသူတွေကိုမြို့ဒလီမြို့သို့ခေါ်ယူတွေ့ဆုံပြီးအိန္ဒိယမြန်မာနယ်စပ်ချင်းစီကိုခမဲအစီအစဉ်ကိုလက်ခံပေးကြဖို့နဲ့စန့်ကျင်ကန့်ကွက်တာမျိုးမလုပ်ကြဖို့ပြောဆိုခဲ့တယ်လို့သိရပါဗျ။ စကိုင်းတိုင်းဒီပန်းရင်နယ်လက်လှုပ်ရွာကိုအကြံဖက်စစ်ကောင်စီကဒီကနေ့မနက်ပိုင်းမှာလေချောင်းတိုက်ခိုက်လို့အရက်သားပြည်သူ၅ဦးသေဆုံးပြီး9ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ဒီပန်းရင်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကထုတ်ပြန်ပါတယ်။ဧပြီလ23ရက်ဒီကနေ့မနက်10:00နာရီ41မိနစ်မှာစစ်ကောင်စီကလက်လှုပ်ကြေးရွာတဲ့ကိုလေချောင်းတိုက်ခိုက်မှုပြုလုပ်သွားတာဖြစ်ပြီးအသက်73နှစ်အရွယ်မင်းကလေးငယ်အပါအဝင်အမျိုးသမီး3ဦးနဲ့အမျိုးသား2ဦးသေဆုံးခဲ့တယ်လို့ဆိုပါတယ်။ တိဆုံးခဲ့သူတွေဟာ73နှစ်အရွယ်မှကျယ်ဦးကိုစန်းစော်55နှစ်အောင်ကျော်ကျော်26နှစ်ဒေါ်ဆောင်80နှစ်နဲ့ဒေါ်လုံးတို့ဖြစ်ပြီးခုနှစ်ဦးထပ်မင်းနဲ့ဒဏ်ရာရရှိခဲ့တယ်လို့ဒီပင်းရင်မြို့နယ်ပြည်သူ့အချုပ်ရေးအဖွဲ့ကထုတ်ပြန်ပါတယ် အကျန်းဖက်စစ်ကောင်စီဟာဧပြီလ2ရက်ကနေဧပြီလ22ရက်အထိပထမအကြိမ်ရရှိအပြည့်အခက်ရစဲကြောင်းကြီးညာခဲ့ပြီးနောက်ဧပြီလ23ကနေဧပြီလ30ရက်နေ့အထိဒုတိယအကြိမ်အပြည့်အခက်ရစဲတယ်လို့မနီကထုတ်ပြန်ကြီးညာခဲ့ပေမဲ့လေကြောင်းတိုက်ခိုက်မှုတွေဆက်လက်ပြုလုပ်နေတာဖြစ်ပါတယ်။ VOC စီစဉ်ထဏာရဲ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။